မေရိကန်မှာနေတဲ့ကျွန်တော်မြန်မာတိုင်းသားတွေအတွက်ပဲเนาะထိုင်းနိုင်ငံတဲကို tourist အနေနဲ့ကျွန်တော်ဝင်လည်မယ်ဆိုလို့ရှိရင်လေ visa ရှောက်ရှာမလိုဘူးလို့ခဏခဏလူချင်းမျိုးကြားပူးမယ်နဲ့တူတယ်เนาะထိုင်းနိုင်ငံတဲဝင်လည်မယ်ဆိုရင် visa ရှောက်ရှာမလိုဘူးဆိုတာအရမ်းမှားတယ်ဒါပေမဲ့အမေရိကန်နိုင်ငံသားဖြစ်ပြီးသားလူတွေအတွက်ပဲเนาะအမေရိကန်နိုင်ငံသား passport ကိုင်ထားတယ်ဆိုလို့ရှိရင်လေထိုင်းနိုင်ငံတဲကို tourist တယောက်အနေနဲ့ဝင်လည်မယ်ဆိုလို့ရှိရင်လေနှစ်လပဲဖြစ်စေ visa ရှောက်ရှာမလိုဘူးဆိုတာတော့မှန်တယ်เนาะ နောက်တစ်ချက်ကအင်မတာမှအရေးကြီးတယ်နော်လူချင်းမင်းတို့ကအမေရိကန်နိုင်ငံသား passport မကင်တာပဲနဲ့ refugee travel document ပဲဖြစ်စေပြီးတော့ re-entry permit ပဲဖြစ်စေပြောချင်တာကလူချင်းမင်းတို့နိုင်ငံသားမဖြစ်သေးဘူးကွာ green card ပဲကင်တာရဲ asylum ပဲရထားသေးတယ်ဆိုလို့ရှင်လေထိုင်းနိုင်ငံတဲကိုဝင်လေချင်တဲ့ tourist တယောက်အနေနဲ့ပဲဖြစ်ဖြစ်နော် visa မရှိမဖြစ်လိုအပ်တယ်နော်ထိုင်း visa ကြိုတင်မရထားဘူးဆိုရင်တော့ထိုင်းနိုင်ငံတဲဝင်လေလို့မရအောင်နော် လွန်ခဲ့တဲ့တောင်ပတော်တွင်ဟာကျတို့မြန်မာတိုင်းရင်းသားနေရ green card ပဲခံထားသေးတယ် travel document တော့ရထားပါတယ်ထိုင်းနိုင်ငံဝင်လို့မရအောင်နော်လောက်ကတို့တို့ထိုင်းကိုဝင်ခွင့်မပေးဘူးနော်ဘာဖြစ်လို့လဲသိလားတို့ကထိုင်း visa ချုပ်တင်ရှောက်ထားတာမရှိလို့ဒီဗီဒီယိုရဲ့အဓိကချက်ကဒီလိုပဲ American နိုင်ငံသားဖြစ်ပြီး American passport ကိုင်ထားတယ်ဆိုရင်တော့ထိုင်းကိုဝင်လည်မယ်ဆိုရင်တော့ tourist အနေနဲ့ပဲဖြစ်စီပေါ့နော် visa မရှိရင်ဝင်လို့ရတယ်ဆိုတာတော့အမှန်ပါဒါပေမဲ့နိုင်ငံသားမဖြစ်သေးဘဲနဲ့ green card နဲ့ပဲဖြစ်စေ asylum နဲ့ပဲဖြစ်စေ refugee travel document ပဲခိုင်ထားတယ်ဒါမှမဟုတ် re-entry permit ဆိုရယ် passport မျိုးပဲခိုင်ထားတယ်ဆိုရင်ထိုင်းနိုင်ငံတည်းကမဝင်ခင်မှာထိုင်း visa ကြိုတင်လျှောက်ကိုလျှောက်ထားရမယ်နော်ဒီ check ကအင်မတန်မှအရေးကြီးတယ်လွန်ခဲ့တဲ့တုံးပတ်လောက်ကတို့မြန်မာတိုင်းဒါနေရောက်ရဲ့အဖြစ်ပြက်ပြောပြရမယ်ဆိုလို့ရှင်တော့တို့က green card ပဲခိုင်ထားသေးတယ် travel document တော့ရပြီဒေါက်ခတ်တဲ့ passport ပေါ့နော်ရထားတယ်ဆိုပေမဲ့လို့လဲထိုင်းအော်တိုမက်တစ်တခါနဲ့ဝင်လို့မရအောင်နော် visa မလျှောက်ထားလို့ထိုင်းနိုင်ငံတည်း လာဝကကပေးမဝင်ဘူးဖြစ်သွားတာပေါ့နော်အခုပြောရအမေရိကန်မှာနေတဲ့ကျွန်တော်မြန်မာတိုင်းတိုင်းတွေတက်ပဲနော်လူချင်းမျိုးပဲပြည်နယ်ပဲမြို့မှာနေနေထိုင်းဗီဇာရှောက်ဖို့လိုတဲ့အကူအညီလိုအပ်တယ်ဆိုရင်ကျွန်တော်ရှာတော့ကြတယ်ကဝန်ဆောင်မှုလုပ်ပေးနေပါတယ်နော်စာရေးပါမဟုတ်ရင်လည်းဖုန်းခေါ်ပါအကောင့်စာရောစာရေးပါအားတဲ့အချိန်မှာကျွန်တော်အများဆုံးဖုန်းပြခေါ်မယ်မဟုတ်စာပြရေးမယ်နော်